ော့ဘာဒီနေ့ကတော့ဘာပြောပြမှာလဲဆိုတော့ဓာတ်လီကစီနီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဓာတ်လီကမြင်နေရလိမ့်မယ်ဓာတ်လီက3ဆင်းရှိရဲ့အဲ့ဓာတ်လီက3ဆင်းမှာကျွန်တော်တို့ဒါမျိုးစတန်းဝင်သွားတယ်နော်လိုသေးတယ်လိုသေးတယ်အဲ့ကျတော့ကိုယ်ကဖယ်သွားမှာလေအပေါ်သွားမလားအောက်သွားမလားအပေါ်သွားခြင်းနဲ့ဆိုရင်ဒီမှာနှိပ်အောက်သွားခြင်းနဲ့ဆိုရင်ဒီနေရာလေးနဲ့အဲ့ကျတော့ကျွန်တော်အပေါ်တက်မှာဖြစ်တဲ့အတွက်ဒါလေးကိုနှိပ်လိုက်ဟင်းဒါဆိုရင်ဒီဓာတ်လီကကြီးပွင့်လာတဲ့အထိစောင့်လိုက်အောင်နော် အဲဓာတ်လေးကဘယ်လိုလေးပွင့်လာပြီဆိုတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းမြန်မြန်လေးဖြည်းဖြည်းဝင်သွားအဲဒီဘောရောက်ပြီဆိုတာနဲ့ကိုသွားမဲ့အထက်ကိုနှိပ်လိုက်ကိုဘယ်သွားမလဲ6လား9လား4လား5လား2 3လား M လား M ဆိုတာဘယ်လိုပြော M floor ပေါ့နော် M floor down first floor အဲအဲ့ကြတော့ကိုကလေးသွားမှဖြစ်တဲ့အတွက်လေးကိုနှိပ်လိုက်ဒါမှမဟုတ်ညီသွားပြီဆိုရင်ရပြီဒါလေးတက်သွားပြီအဲဆိုရင်ခဏဆောင်းလိုက်ပွင့်သွားလိမ့်မယ်ဓာတ်လေးက အဲဒါဆို၄ရောက်ပြီဗျာ၄ရောက်ရင်အဲမိတ်တုံးမိတ်တုံးဖြစ်ပြီဟိုတုတ်ပွင့်သွားပြီအဲဆိုရင် easy ထွက်လာရုံပဲလွှဲပါလေလွှဲပါလေ